အားလုံးပဲမင်္ဂလာပါမသူဒီနေ့ဝင်းများရှင်တာလေးကကြတော့ဒီ main ကလေးတွေနဲ့အဖြူစင်းခြင်းပေါ့နော်အဖြူစင်းခြင်းတွေနဲ့ပတ်သက်ပြီးတော့အဲကျန်းမာရေးပြဿနာတွေဘယ်လိုရှိလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးမှာလာပြီးတော့ဝင်းများပေးခြင်းနဲ့ဒီစိတ်ကဲ့နေတဲ့အရေးကြီးပုံစံစင်းခြင်းတွေပေါ့နော်ဒီအညိုရောင်တောင်းလို့ရှိရင်သွေးစင်းခြင်းအကြောင်းလေးကိုမသူနေနဲ့ဒီဗီဒီယိုလေးနဲ့ဝင်းများပေးခြင်းပါတယ်ဒီပါဆိုလို့ရှိရင်စိတ်ကဲ့နေတဲ့ဒီအရေးကြီးပေါ့နော်ဒီပြွှဲချွဲလေးစင်းတာကကြတော့ဒါလုံးဝစိုးရင်စရာမလိုပါဘူးဒါကဘာဖြစ်လဲဆိုလို့ရှိရင် တောင်းကြွေကနေအမျိုးသမီးတွေမှာဒါဖြစ်တတ်တယ်တဘာဝပဲနောက်တစ်ခုကကြတော့ဒီအညိုရောင်တားမို့သွေးစင်ခြင်းပေါ့နော်ဒီရာသီလကမှသွေးစင်တာကတော့ဒါပုံမှန်ဖြစ်ရိုးဖြစ်စဉ်မင်းနဲ့ဒီရာသီလပြီးကံနေမှာဆိုလို့ရှိရင်တော့ဒီအညိုရောင်သွေးစင်တာကတော့ဖြစ်တတ်တယ်အဲတခါတည်းမှာကြတော့ဒီသွေးစင်တာတစ်ခုနဲ့တစ်ခုကြားပေါ့နော်အကိုဝင်ရှိနေတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်သွေးစင်တဲ့အခါမှာဆိုရင်အဲဒီအညိုရောင်ပေါ့နော်စင်တာကလုံးဝပေါ်ဆလို့မရဘူးဒါကကိုဝင်လာနေတဲ့ချိန်မှာကိုဝင်ပြက်ကြတယ်ဆိုလို့ရှိရင် င်လည်းဒါအညူရောင်သွေးဆင်းတတ်တယ်။အဲ့လိုမျိုးပဲတိန်ကောင်းကန်ဆာရှိတဲ့လူတွေနောက်လို့ရှိရင်သားဥဒီသားဝင်ရေးတည်နေတာတွေနောက်လို့ရှိရင်ကြတော့ဒီတိန်အတွင်းမှာမြေးမှာပေါ့နော်အတွင်းအမေးလေးမှာကန်ဆာဖြစ်နေတဲ့ဟာမှာဆိုလို့ရှိရင်လည်းအညူရောင်ဒီသွေးလိုမျိုးဆင်းတတ်တယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့လုံးဝပေါ်စားမနေပါနဲ့အများဆုံးဆေးရုံဆေးကန်ကိုတော့ရောက်ပြတတ်ပါလို့မာသူအနေနဲ့အကြံပြုချင်ပါတယ်။ကျဲမိုင်းရင်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်မေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်။